က်46နှစ်အရွယ်ဆန်းဆန်းခန့်လိုင်ကိုကလေးလေးဟုဆိုရှယ်မီဒီယာပေါ်မှာပြောဆိုပေးတဲ့စုပန်ထွားမြမလူမြန်လောကမှာမပြောင်းလဲတဲ့ဆယ်ကျော်သက်တယောက်လိုလူသိများတဲ့သူရှိပါတယ်သူကတော့ကင်းတော်ဟစ်ဟော့ဆန်းဆန်းခန့်လိုင်ပဲဖြစ်ပါတယ် အမြဲလူငန်ဆန်တဲ့ fashion တွေလမ်းဆန်းနေတဲ့မျက်နှာတွင်ပြင်းနေတဲ့အတူသူ့ကိုတွေ့ရတဲ့အခါမှာလည်းပရိသတ်တွေကအချိန်ကိုခဏတောင်မေ့သွားတတ်ကြပါရဲ့ဒါပေမဲ့မကြသေးခင်ကမှစုပန်ထွားတဲ့ Facebook post တစ်ခုမှာဆန်းဆန်းခန့်လိုက်တဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာမှတ်ချက်တစ်ခုပေါ်ပေါလာခဲ့ပါရဲ့ post ရဲ့အကြောင်းအရာထဲမှာဆန်းဆန်းရဲ့အသက်အရွယ်အကြောင်းကိုစုပန်ထွားကစိတ်ထဲမှာခလေးလေးတယောက်လိုထင်ခဲ့မိရဲ့ဆိုပြီးဖွင့်ဟလိုက်တာကိုတွေ့ရပါရဲ့ ဒါစနိုက်ခလိုင်ကိုပြိတက်တွေရောလုံးဖော်ကိုင်ဖန်လူပညာရှင်တွေကပါအမြဲတမ်းငယ်ရဲသူတယောက်အဖြစ်သတ်မှတ်ထားတာကိုထင်ဟပ်စေပါတယ်။စနိုက်ခလိုင်ကမငယ်တော့ဘူးလား။ဒါပေမဲ့တကယ်အရှိတရားကိုပြန်ကြည့်အောင်ပါ။စနိုက်ခလိုင်ဟာအခုချိန်မှာလူငယ်တယောက်မဟုတ်တော့ပါဘူး။သူက1996ခုနှစ်ဧပြီလ10ရက်နေ့မှာမွေးဖွားခဲ့တာမို့လို့အခုဆိုရင်အသက်45နှစ်ဝန်းကျင်ရှိနေပါပြီ။သူကစင်ပေါ်မှာမြူးထူးနေစေ၊စာအုပ်တွေရေးနေစေ၊ဖက်ရှင်တွေဖန်တီးနေစေဖြစ်ပေမဲ့ generation Z တရဲ့ဦးလေးကြီးဖြစ်နေပါပြီ။သူကလွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်ကတည်းကဂီတလောကကိုစတင်ဝင်ရောက်ခဲ့သူပါ။သူရဲ့တခြင်းတွေနဲ့အတူပြင်းပြလာခဲ့တဲ့ပြိတ္တအဆက်ဆက်ဟာအခုဆိုရင်မိဘအရွယ်တွေတောင်ဖြစ်နေကြပါပြီ။သူဟာအသွင်မြင်ရငယ်တယ်လို့ထင်နိုင်နေပေမဲ့အောင်မြင်မှုတွေကတော့ရင်းကျက်နေပါပြီ။ဂီတစုတွေအများအပြားရခဲ့သလိုဘလောက်ကတဲ့ဂီတဇာတ်ကားနဲ့အကောင်းဆုံးမျိုးသားဆက်ဆောင်စုကိုပါရခဲ့သူလည်းဖြစ်ပါတယ်။ ဒီလိုအမှုပညာရင်းကျက်မှုတွေကဆိုင်းဆိုင်ဟာအချိန်တွေအများကြီးကိုထက်ကျော်လာခဲ့ပြီဆိုတာကိုသက်သေပြနေပါတယ်။အမှုပညာရှင်တွေဟာပြည်သက်တွေရဲ့စိတ်ထဲမှာသူတို့ရဲ့စတင်ပေါ်ထွက်လာတဲ့ပုံရိပ်နဲ့အမြဲတမ်းရှိနေတတ်ပါတယ်။ စလိုက်ခတ်လိုက်ရဲ့ KO hip hop ပုံရိပ်အများနဲ့ဆန်းသစ်နေတဲ့အသွင်ပြင်တို့ကြောင့်လူတွေကသူ့ကိုအချိန်တန်ရင်ရင့်ကျက်သွားတဲ့အသက်ကြီးသွားတက်တဲ့သူတယောက်ဖြစ်လက်ခံဖို့ခက်ခဲနေကြတာပါ။ဒါပေမဲ့တကယ်အရှိတိုင်းကတော့သူဟာမငယ်တော့ပါဘူး။ဒါပေမဲ့စူပန်ထရာလိုမျိုးသူ့ရဲ့သူ့ပုံမြင်တဲ့အမြင်တွေကတစင်းသူ့မှာရှိတဲ့အသက်ရွယ်နဲ့လိုက်ဖက်တဲ့ရင့်ကျက်မှုတွေ ဖြတ်တန်းခဲ့ရတဲ့ဘဝအတွေ့အကြုံတွေရှိနေပြီဆိုတာကိုပြည်သက်တွေသတိပြုမိစေပါလိမ့်မယ်။အသွင်အပြင်သာငယ်ရွယ်နေပါစေ။တကယ်တော့ဆန်းဆန်းခန့်လိုက်ဟာအလုံးမြန်လောကရဲ့သမိုင်းကြောင်းမှာအခိုင်အမာခြေချနိုင်ခဲ့တဲ့တဲ့အရွယ်ကြီးရင်းတဲ့စီနီယာတအုပ်ဖြစ်နေပါပဲ။ဒါပေမဲ့ဆန်းဆန်းခန့်လိုက်ရဲ့လူမသိသေးတဲ့အဓိကအချက်ကတော့သူ့ရဲ့စီးပွားရေးဆုံးဖြတ်ချက်တွေနဲ့ပြည်သက်ပေါ်ထားတဲ့သဘောထားတွေပါပဲ။မွနစ်ပွဲတွေဟာအများနဲ့ဝင်ကြီးနှုတ်ထမြင့်မာလေးရှိပါတယ်။ဒီလိုဈေးနှုန်းတွေဟာသူ့ရဲ့ပြည်သက်အများစုဖြစ်တဲ့လူငယ်တို့ရဲ့ဝယ်ယူနိုင်စွမ်းထက်အများစွာကျော်လွန်နေပါတယ်။ ပရိသတ်ကိုငါပွဲကပြောစရာအကောင်းဆုံးအလန်းဆုံးလို့ဆွဲဆောင်ရင်တကယ်တမ်းမှာတော့ဇီးနှုံကြောင့်တာမယ်လူငယ်တွေပါဝင်ခွင့်ကိုပိတ်ပင်ထားလို့ဖြစ်နေပါတယ် ဆန္ဒဟာလူမြန်လောကရဲ့တက်ကြီးဝါကြီးစီနီယာတအုပ်ဖြစ်နေပြီးဖြစ်တဲ့အတွက်ဒီလိုပွဲတွေကနေစီးပွားရေးအမြတ်အစွန်းကိုပဲပထနာထားခြင်းဟာငရေသူတွေရဲ့ခေါင်းပေါ်ခွာစီးပြီးစီးပွားရှာနေရလို့ဖြစ်တင်ဝေဖန်နေကြပါတယ်။နိုင်ငံကြီးဝါရေးအခြေအနေတွေမကောင်းမွန်တဲ့ကာလတွေမှာတော့တသိန်းဝန်းကျင်ဈေးနှုန်းကိုမလျှော့ချဘဲဆက်လက်သတ်မှတ်ခြင်းဟာသူရဲ့ပြည်သက်တွေပေါ်ဆန္ဒမှုကင်းမဲ့ခြင်းကိုပြသနေပါတယ်။သူကိုယ်တိုင်အောင်မြင်မှုတွေစီးပွားရေးအခွင့်အလမ်းတွေအများကြီးရရှိထားတဲ့သူဖြစ်ပေမဲ့တခြားလူမြန်ရှင်တွေလိုလူငယ်ပြည်သက်တွေပါဝင်ဆင်နွှဲနိုင်မယ့်နည်းလမ်းတွေကိုလှည့်လို့ရှိပြီး ိုကျိုးစည်းပွားကိုသာဦးစားပေးခဲ့တယ်လို့လည်းပြောထားတာကိုတွေ့ရမှာပါ။တစ်ဖက်မှာအမြဲလူငယ်ဆန်တဲ့ fashion တွေလွတ်လပ်တဲ့လူပညာတွေနဲ့ပရိသတ်ကိုဆွဲဆောင်ပေးမယ်။ဆက်တစ်ဖက်မှာတော့ကိုပိုင်ကိစ္စတွေမှာတင်းကျပ်ပြီးခနှောက်ကြတဲ့စည်းကမ်းတွေထားရှိခြင်းကကွဲလက်နေတဲ့ဇယိုက်လက္ခဏာဖြစ်နေပါတယ်။ သူမနေကြတဲ့ပုံရိပ်နဲ့သူရဲ့တကယ်ဘဝအခံယူချက်ဟာလုံးဝမတူညီဘူးဆိုပြီးပရိသတ်တချို့ရဲ့ပြောကြတာကိုလည်းတွေ့ရပါတယ်။တချို့သောဝေဖန်သူတွေကစင်းစင်းဟာသူရဲ့စိတ်ဆင်ချမ်းသာမှုခီးတော်လောက်မှုနဲ့ပျော်ရွှင်မှုတွေကိုလူမှုကွန်ရက်မှာအလုံးအကျုံဖော်ပြလေးရှိတယ်လို့ထောက်ပြကြပါတယ်။အသက်ကြီးရင်သူတအူးအနေနဲ့ကိုယ့်ရဲ့အောင်မြင်မှုကိုပုံမှန်လင်းလင်းပြောဆိုနိုင်ပေမဲ့သူတစ်ပြင်ခက်ခဲတဲ့ကာလတွေမှာဒီလိုပေါ်ပြမှုတွေဟာ ပရိသတ်နဲ့အလံဝေးသွားစေပြီးငါသားရရပြည့်စုံသူဆိုတဲ့မန်မာနာရှိတဲ့ပုံရိပ်ကိုဖန်တီးခဲ့ပါတယ်။သူကလူလူကိုအမြဲတမ်းကိုစားပြုတယ်လို့ဆိုနေပေမဲ့သူရဲ့စီးပွားရေးဆုံးဖြတ်ချက်တွေခံယူချက်တွေနဲ့အလွန်အကျွံစီးစိမ်ပြသမှုတွေဟာ ယနေ့ခေတ်မှာရုန်းကန်နေရတဲ့လူငယ်တွေအတွက်တကယ်လို့တိကျတဲ့စံပြပုဂ္ဂိုလ်တို့အမဖြစ်နိုင်ဘူးဆိုပြီးလည်းထောက်ပြကြပါတယ်။စလန်ခန်လိုင်ဟာသူ့ရဲ့ကိုယ်ပိုင်စီးမြင့်နဲ့စတိုင်တွေနဲ့လူပညာလောကကိုစိုးမိုးခဲ့သူပါ။ဒါပေမဲ့အသက်45နှစ်ဝန်းကျင်ရောက်ရှိလာချိန်မှာတော့သူဟာသူ့ရဲ့ငယ်ရွယ်တဲ့ပုံရိပ်နဲ့ရင်းချက်တဲ့လိုအချက်ကြားကကြီးမားတဲ့ကွာဟာချက်ကိုကြော်လွားဖို့ရုန်းကန်နေရပါတယ်။ဇင်းလုံးမြင့်မားတဲ့ဖြောပြေးပွဲတွေနဲ့ခနှောက်ကြနေတဲ့ခံယူချက်တွေကသူ့ကိုဝေဖန်ခံရစေတဲ့အဓိကအချက်တွေပဲဖြစ်ပါတယ်။ပရိသတ်တွေကသူ့ရဲ့နှုတ်ပညာကိုမျက်နှိုးပေးမယ်။စလန်ခန်လိုင်အနေနဲ့အသက်ရွယ်နဲ့လိုက်ပတ်တဲ့ professional တာဝန်ယူမှု ဆာနာစိတ်နဲ့ခက်ကလာကိုနားလဲပေးမှုတွေကိုပါထပ်မံထည့်သွင်းစဉ်းစားဖို့လိုအပ်နေပါပြီလို့ပြင်းပြတတန်ဝေဖန်တစ်တင်လိုက်ပါတယ်။တင်ရောစမ်းသက်ခိုင်ကိုအမြဲတမ်းလူငယ်လေးတယောက်လို့မြင်မိပါသလား။သူ့ရဲ့ဘယ်အချက်တွေကိုကြိုက်လဲဆိုတာကို comment မှာမျှဝေခဲ့ပြီးလို့ရပါတယ်နော်။နောက်လည်းဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတင်ဆက်ပေးအောင်ပါလို့ channel လေးကို subscribe ဆောင်ကြည့်ပေးကြပါရှင်။